။ရိုက်တဲ့သမီးကြီးအောင်ဆလုံးရအဖေကိုကျွန်တော်သိတယ်နော်။အဲ့ကလေးရဲ့မိဘရဲ့တာဝန်ယူပြီးဖြည့်ရှင်းပေးပါနော်။ဆရာဆရာမတွေဆွဲမထိုင်နဲ့။မင်းတို့ကိုယ်တိုင်ကလမ်းဘေးဆိုင်ဆန်လို့အဲ့လိုကလေးတွေကလမ်းဘေးဆိုင်ဆန်ဆန်ဖြစ်လာတာဟဲ့အောင်လေ။ငါနာမည်တင်နှုံးနော်။ မင်္ဂလာပါရှင်ခုလက်တလောလိုင်းပေါ်မှာနာမည်ကြီးနေတဲ့မြောင်းမြမျိုးအတ္တခါကျောက်ကအုပ်စုခွဲအလံချစ်ခင်ရသူကျောင်းသူလေးတွေတရားမျှတမှုရှိစေဖို့နဲ့ကျူးလွန်သူတွေကိုထိတိယောက်ယောက်အေးအေးယူနိုင်စေဖို့အတွက်သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဖော်ပြပေးခြင်းပါတယ်ရှင်။ကျမနဲ့အတူတူကြည့်လိုက်ကြရအောင်နော်။အတ္တခါကျောက်မြောင်းမြလားအမကျောင်းသူချင်းချင်းရဖြစ်တဲ့ဆိုတဲ့ကိစ္စလေး။ကျောင်းလည်းတွေ့ရတဲ့ပုံမှန်ပါ။တော်တော်လုံနဲ့တည်းမှာပါနော်။အဲ့တင်တဲ့ဒါရောနောက်တစ်ခုရိုက်တဲ့ကလေးမှလည်းတော်တော်ရိုင်းလာမယ်။ကျမရှိပါဖြစ်စီပါကျမတပည့်ဖြစ်ကြည့်ပါလား။ ကျမတို့တပည့်ဆိုအဲ့လိုမျိုးဖြစ်ကုန်မဖြစ်တာဖြစ်ကုန်မဖြစ်ဘူးအာမခံတယ်အဲ့မျိုးဖြစ်ရင်လည်းကျမတို့ကမရအောင်နော်ကိုသားသမီးသာဖြစ်ကြည့်ကျမကတခါလေးဥစားဟိုသမီးခေတော်ကတော့ကျမမပြောကျမသားခေတော်ပြောနင်ခံလာကြည့်နင်လုံမှာလို့ပြောတာကျမလက်ထက်ကတော့လွတ်သွားတဲ့အချိန်ပေါ့နော်နောက်ဆိုသူကဟိုပြောမယ်နူးညံ့တဲ့လူကြီးဆိုတာလေအဲ့မျိုးနိုင်စားတော့လုံးဝလည်းမခံနိုင်ဘူးနော်အဲ့ထိထိရောက်ရောက်အေးအေးယူပြီးတော့ကျမတို့ကတော့ဥစားဖြစ်ချင်တယ် ကြောင်းထုတ်တာမထုတ်တာထက်လေအသက်ပြည့်ရမပြည့်ရဥစ္စာမပြောနဲ့ကိုထိမ့်ပါရဲ့ကိုတင်ကြားခဲ့တဲ့ကလေးဆိုအမျိုးလုံးဝမရှိခဲ့နော်အနှစ်20လောက်ပေါ့နော်ထိန်းကြောင်းလာတဲ့ကလေးတွေမြောင်းမြကကြောင်းသူတွေကိစ္စကြည့်ပြီးတော့လေအသားတွေစက်စက်တော့တယ်ဗျာဟင်စဉ်းစားကြည့်တယ်ဒီကလေးတွေကလေးတွေနော်ကလေးတွေအရွယ်ဒီကလေးတွေအရွယ်မှာကြီးစား အုပ်စုဖွဲ့ပြီးအနိုင်ကျင့်ကြတယ်။ဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့အလောက်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လုံးတဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။မပြောတာငါတို့ကသားသမီးချင်းကိုချင်းစာပါတယ်။ဒါပေမဲ့ကလေးဆိုတာမှတ်လောက်သားသားအောင်လုပ်ပေးရတယ်။သိလားမလဲ။တဘောကမင်းဒီတားပြီးတော့တစ်နှစ်နားတန်လာတယ်။သားသမီးချင်းကိုချင်းစာလို့မဟုတ်ဘူးနော်။သားသမီးချင်းကိုချင်းစာလို့ပြောတာ။ဒီအရွယ်တွေကမှဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှင်နေ။ မိဘတွေခေါင်းကိုနင်းသွားမှာဆရာမတွေခေါင်းကိုနင်းသွားမှာသိလားနော်စဉ်းစားကြည့်လဲဟိုကလေးဘလောက်တော့တနာဖို့ကောင်းတယ်ကြဲမိဘတွေရဲ့အနေအားစဉ်းစားကြည့်လဲဒီကလေးရဲ့မိဘတွေဘလောက်တောင်ရှင်းတာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်လဲဘလောက်တောင်ရှင်းတာလိုက်မလဲနော်နင်းစဉ်းစားကြည့်နောက်ပြောတင်တာအဲ့ဗီဒီယိုကိုကြည့်တဲ့အချိန်မှာနင်တို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကိုလာလာကြတယ်လာတဲ့လူတွေလူကြီးတွေစိတ်ကြတယ်လူကြီးတွေဆိုတော့သူတို့ဗာတောင်ရှိတဲ့လူပြောတာမဟုတ်ဘူးလမ်းတော်ကလမ်းလာနေစိတ်ကြတယ် ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီခလေးမာလေးတွေကိုသူတို့អော်လို့မရဘူးလားဟဲ့ငါပြောချင်တာသူတို့អော်လို့မရဘူးလားအော်ဒါလူကြီးတယောက်ကလည်းဟဲ့နေတော့ဘာဖြစ်တာလဲဒီလိုអော်ဒါလုပ်ချင်ဘာပဲပြောဒီခလေးမာလေးဒီလောက်ဒီမခံအောင်လူဘာဝါတာနော်ငါလိုမိပါလေငါလိုမိပါဆိုရင်ဒီဒီလိုအနိုင်သူများကိုအနိုင်ကျင့်မှဟာလေငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လေ ်ငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီခက်လေးအုပ်စုဝိုင်းပြီးလှုပ်တယ်ဗီဒီယိုတောင်ရိုက်ပြီးတင်ရဲတယ်ဆိုတော့နည်းနည်းနည်းတော့စကေးမဟုတ်ဘူးနော်စဉ်းစားကြည့်ဒီခလေးတွေကိုကြည့်လိုက်နည်းနည်းနည်းတော့စကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမာနေတဲ့တာဝန်ရှိသူတွေကပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာလေဖြစ်တဲ့ရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါတဲ့မှာ ဟိုတောက်တက်တက်ကလေးလုံဟိုငိန်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်တတ်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာမှတ်လောက်သားလောက်အောင်လုပ်ပေးရမှာအခုကတော့ကလေးကတကယ်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့ကလေးကကြောင်းတက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားကြားကြားလို့မှကောင်းလေရလားစဉ်းစားတာကြည့်ကြအောင်နော်ကြည့်စဉ်းစားတာကြည့်ကြအောင် နော်အဲ့ကလေးမိပါလေစုံမပါကိုသားသမီးတွေစုံမမရိုင်းနေတာကိုစုံမတိလားအပြောချင်ဘူးနော်ဒီကောက်နဲ့ကျွန်တော်ပြန်ပြောချင်ပါတယ်ကျွန်တော်ကလည်းမဟုတ်မခံကောင်းဆိုတော့နည်းနည်းတော့ဟိုခင်ဗျားမြေလုံးလေးမှာမြေလုံးစပမွေးစူးရင်လည်းစူးသေးမယ်အဲ့ဒီတော့ခွင့်လို့ပြောပါဗျာတောင်းမှမှာလားအခုမြောင်းမြအကြောင်းစုလေးတွေကိစ္စကျွန်တော်လည်းပြောချင်တယ်ပြီးခဲ့တဲ့နှစ်ကပဲဖြစ်တဲ့ပြဿနာဒီနှစ်မှလာပေါ်လာဆိုတော့ကောမန်ဒီမှာကျွန်တော်လိုက်ဖက်လေးပြ တော်တော်များများဘာပြောရလဲဒီចောင်းဆီယာမတွေတမ်းမိုင်ဆီယာမတွေဆရာဆီယာမတွေတာဝန်မယူလားတာဝန်မယူလားပြောခင်ဗျားတို့ကျွန်တော်ပြောပြပါအောင်မယ်အဲ့ចောင်းဆီယာဆီယာမတွေအဲ့ကလေးတွေမွေးထားရမဟုတ်เนาะဆဒီကလေးတွေမွေးထားရမိပါတယ်ဒါဒီအကြီးကဖြစ်တယ်เนาะဆရာလေးတယောက်တင်ထားတယ်ဒီဆရာလေးကကျွန်တော်ကျွန်တော်အပြင်မှာရင်းနှီးတယ်ဘာပြောလဲဆိုတော့ ကျွန်တော်ဘုရားဗာမြန်မာလူမျိုးတွေပြောနေကြတဲ့အခါတိုင်းပဲလက်ဦးစရာမိချိုက်စွာ မာတာပိတာမိနေပါမှန်တယ်မှန်တယ်ကြောင်းထဲမှာဖြစ်တဲ့ပြဿနာဆရာဆရာမကြီးတာဝန်ယူပြီးမှာဟောဗျလမ်းမဖြစ်တဲ့ပြဿနာတော့ခင်ဗျဘသူကတာဝန်ယူပြီးမှာလဲဇိရိုက်ဆိုတာဗီဇဆိုတာအရေးကုန်ခွာရမှာမပြောက်တဲ့ပြဿနာမျိုးခင်ဗျားတို့ကအခုအဆရာဆရာမတာဝန်ခိုင်းတယ်ဆရာဆရာမဆရာဆရာမတွေမှာဘာတာဝန်မှမရှိဘူး ိုက်ဆောက်ဘာမှမဟုတ်တဲ့ online ကိစ္စရင်စပြတ်တရာဖြစ်တယ်ဆိုတော့ပိုင်းခံရတယ်ကျွန်တော်အမြင်ကိုပြောပြမယ်ပိုင်းခံရတဲ့ခလေးမလေးကသူ့ရဲ့အတင်းကိုပြောလို့ဆိုပြီးတော့သူ့ရဲ့ social media ပေါ်တင်လိုက်တယ်အကျွန်တော်တိရလောက်တော့ TikTok ပေါ့ TikTok အကောင့်ပေါ်တင်လိုက်တယ်ဟိုအဆုံးကိုရောက်သွားတယ်အဲ့ဒါကိုပြန်တောင်းပန်ခိုင်းရပိုင်းရတဲ့ကောင်မလေးကပိုင်းရတဲ့ကောင်မလေးနေအဲ့ဒီ post တွေနေငါ့ကိုပြန်တောင်းပန်ဆိုတော့ ခိုးအောက်ဆုံးကိုရောက်သွားပြီတဲ့ငါနေ့ဘယ်လိုပြန်တောင်းဝင်ပေးရမလဲ screen blue shop screen shop ကိုရိုက်ပေးရမလဲပို့အဲဘာစီရိုက်ခံရတဲ့လူတို့ကတော့နင့်လာတယ်အဲ့ဒီတွေ့ရိုက်တဲ့လူရဲ့သမီးရိုက်တဲ့သမီးလေးတွေရဲ့အဖေတွေကလေနော်ရိုက်တဲ့သမီးတစ်ယောက်ဆုံးရဲ့အဖေကိုကျွန်တော်သိတယ်နော်မြောင်းမြမှာကျွန်တော်ရဲ့မိသားစုဆွေမျိုးမခင်တွေအများကြီးရှိတယ်အဲကျွန်တော်စုံစမ်းပြရဘယ်သူလဲဆိုတာကျွန်တော်သိတယ်အဲ့တော့အဲ့ကလေးတွေရဲ့မိဘတွေတာဝန်ယူပြီးဖြည့်ရှင်းပေးပါနော် ဆရာဆရာမတွေဆွဲပထိုင်နေမင်းတို့ကိုယ်တိုင်လမ်းပြစီရိုက်ဆန်လို့အဲ့လိုခလေးတွေကလမ်းပြစီရိုက်ဆန်ဆန်ဖြစ်လာတာဟဲ့အောင်လေငါနာမည်တင်နှုံးနော်ငါ့အမြင်မင်းတို့သိတယ်မင်းတို့ဘာအောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုဆွဲမထိုင်နေမင်းတို့သမီးတွေလှုပ်တဲ့ပြဿနာမင်းတို့ဖြေရှင်းမရှင်းငါမြောင်းလောက်ဆင်းလာခဲ့မယ်ငါအဲ့လိုပဲပြောခြင်းတယ်ရိုက်ခါကလေးသမားတွေကအရင်နင့်လာတယ်နော် အဓိကဆိုရှယ်မီဒီယာကိစ္စပဲတော်တော်မင်းတို့ရှင်မင်းတို့ရှင် ဟုတ်ပြီလားပြပိုင်းကြောင်းလေးရွယ်ကလေးလေးတွေပေါ့နော်ဟိုမှမြင်နေရတယ်အုပ်စုဖွဲ့ပြီးတော့ဒီရံဖြစ်ကြတာပေါ့နော်ရံဖြစ်တယ်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးလေးတွေဖြစ်တယ်ပေါ့နော်တစ်ဖက်ကတယောက်တည်းအဲသူတို့ကအုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဝိုင်းပြီးတော့အနိုင်ကျင့်တယ်ဝိုင်းပြီးထိုးလာကြိတ်လာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဖြစ်တဲ့ပုံမှာဒါယောက်ျားလေးဗီဒီယိုလေးတွေ့တယ်လို့မိန်းကလေးဗီဒီယိုလေးလည်းတွေ့တယ်ပေါ့နော်အခုလက်တက်လောမှာတော့များများမှာဖြစ်သွားတယ်မိန်းကလေးဗီဒီယိုကတော့တအားကိုလူတိညာပြီးတော့လူကြည့်ညာနေတယ်ပေါ့နော် အဲ့ဒီအပေါ်မှာပေါ့နော်လက်ထုတ်တွေကဒါပြောကြတယ်ပေါ့နော်ဒါအဲကြောင်းကဆရာဆရာမတွေရဲ့တုံတင်ဆုံးမမှုရဲ့နဲ့လို့ရောချလို့ပေါ့နော်ဆရာဆရာမတွေနဲ့ဆိုင်နေအဲ့လိုမျိုးတွေပြောကြတယ်အဲ့ညမှာဝမ်းမာကလေဝမ်းမာအတွေ့ကိုပြောတာနော်ဒါသူများအတွေ့နဲ့တူတင်လဲတူမယ်မတူတင်လဲမတူနိုင်ဘူးပေါ့နော်ဒါကတော့သူ့အတွေ့နဲ့သူကိုယ်အတွေ့နဲ့သူကိုယ်ပဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာပေါ့နော်ဒါကြောင်းကဆရာဆရာမတွေနဲ့ပဲဒါရန်တုံးပြည်ဆိုင်နေလို့ဝမ်းမာကတော့မမြင်ဘူးဘာလို့မမြင်တာလဲဆိုတော့မိဘရဲ့နဲ့ဆိုင်နေလို့ဝမ်းမာအမြင်တယ်ဘာလို့လဲဆိုတော့ ဒီသားသမီးတွေရဲ့အသွင်သင်ဆုံးမမှုသားသမီးတွေရဲ့ကောင်းခြင်းဆိုးခြင်းပါမိဘတွေနဲ့ဆိုဖိုင်နေတချို့မိဘတွေကြတော့အငါသားသမီးတွေចောင်းသွားနေရပဲចောင်းပြန်နေရပဲចောင်းမှာသူတို့ဆရာမတွေទွန်လဲទွန်သင်လိုက်မယ်သူတို့ဆရာမတွေဆုံးမလိုက်မယ်ငါတို့ဆုံးမကြမလို့ငါတို့လည်းမအားဘူးအဲ့လေသူတို့ပြောဖို့အတွက်အချိန်မအားဘူးဆိုချုံမိပါရဲ့ရှိရမနက်ပိုင်းမနက်စောပြီးထားပြီးလုပ်သွားတယ်ညပိုင်းမိုးချုံမှပြန်ရောက်တယ်ခလေးတွေဘလို့ဖြစ်နေလဲခလေးတွေမှာစိတ်တန်ရရှိနေရလားပျော်နေရလားအဲဘလို့ဖြစ်နေရလဲစိတ်တိကြိုက်နေရလား ဈာတွေကိုမေးမြန်းတာမျိုးတွေမရှိတဲ့မိဘမျိုးတွေလည်းရှိတယ်ပေါ့နော်။ဟိုမှာတွေ့ရအဲတချို့တွေအဲ့လိုမျိုးတွေတွေ့ရတာမျိုးတွေရှိတယ်။အဲ့ဒါကြောင့်အခုလိုမျိုးလေးပြဿနာတွေဖြစ်လာရတဲ့အရင်းခံအားလေးအကြောင်းကဆရာဆရာမတွေကြီးအပြစ်ကြီးပဲမဟုတ်ဘူး။မိဘတွေနဲ့ကြောင်လက်ပွန်းတတိနေရတာရှိတယ်ပေါ့နော်။တချို့မိဘတွေအဲ့လိုမျိုးသားသမီးကိုဂရုမစိုက်နိုင်တဲ့အခါမှာသားသမီးကအရွက်တိုက်ပြီးတော့လုံနေရကြီးလည်းရှိတယ်ရှင့်နော်။ကိုယ့်ရဲ့မိဘမှုရဲ့ဂရုစိုက်မှုကိုမြင်ချင်တာနဲ့ပေါ့နော်။ကိုယ့်ရဲ့မိဘအဲ ့ကိုအရေးပေးတာပေါ့ငါဒီလိုရန်ဖြစ်လိုက်တယ်ဆိုလို့ရှင်ရင်ငါမိဘငါ့ကိုယူဆိုင်มาပဲဆိုရဲအတွေးပေါ့နော်အဲငါရန်ဖြစ်တယ်ဆိုလို့ရှင်ငါ့ကိုအချိန်ပေးလာမယ်ငါ့ကိုအဲ့လိုဖြစ်လာမယ်ဆိုပြီးအဲ့လိုလှုပ်တဲ့လှုပ်ရမျိုးလေးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့အဲចောင်းနေကိုကြည့်ပဲအပြစ်ဖွဲ့တာမျိုးဟာတော့မဖြစ်စေချင်ဘူးမိဘရင်းနေနဲ့ပို့ပြီးတော့ပေါ့နော်တာသမီတွေကိုတင်းတင်းကြပ်ကြပ်ကလေးဆုံးမစေချင်နဲ့ပြီးတော့အဲဆုံးမလည်းပြီးတော့တို့ရဲ့ဖြစ်ချင်တာလေးတွေကိုလည်းမေးချင်မေးတင်နေပေါ့နော်တာသမီတွေနဲ့တငယ်ချင်းပေါင်းပေါင်းဖို့ဖြစ်သွားပြီးအဲ့ရွေးမှာကဆုံးမဖို့အထက်အဲ့လိုအရွယ်လေးကတငယ်ချင်းပေါင်းပေးဖို့လိုအပ်ပါရင်နော် တော့မိဘတွေအနေနဲ့လည်းသားသမီးတွေကိုတတ်နိုင်ကြလားဒီယူဆိုင်ပေးလိုက်ကြပါအောင်ရှင်တော့အခုလိုပြဿနာမြင်ရတဲ့ခါမှာဟိုမှာကတော့အဲ့လိုမျိုးကိုညီငယ်မိစုတို့ကရောဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုများမှတ်ချက်ပေးချင်ပါသလဲ comment လေးတွေရေးပြီးသွားကြပါအောင်နော်